အားလုံးပဲမင်္ဂလာပါညခေါင်းဆက်သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖန်လျက်တော့ထိုင်းကထောက်ဖို့ကိုစီ ဖန်စီစစ်ဆေးခံရကြောင်းကိုပြောလာတဲ့အဖသာပိုင်ရဲွယ်ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာဖသာပိုင်ကိုကဘာကြောင့်ဒီလိုနေတက်ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းခေါင်းဆက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ thank you ဟိုပုံကန်ရေးအဖွဲ့ရပုံကန်ရေးထောက်ဖို့အကြီးသားကြီးဒါငစီပေါ့နော်ဒါသူ့ရဲ့ကြားရတဲ့မျက်ရည်တွေကိုကျွန်တော်စိတ်မကောင်းဖြစ်သွားတယ်သူ့ကြားတဲ့မျက်ရည်တွေစိတ်မကောင်းဖြစ်သွားတယ်သူတပြေးပြေးအတိအမှန်နဲ့အမှန်ကြီးတိလာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆ။အဲ့တော့သူစိတ်မကောင်းမျက်ရည်ကျတဲ့မျက်ရည်ကိုကျွန်တော်တို့ဘယ်လိုကျတယ်လဲဆိုတာကိုကျွန်တော်တို့ခံစားကြည့်ကြတယ်နော်။အထူးထူးနားထောင်ကြအောင်။မင်္ဂလာပါ။ဒီနေ့ကျွန်တော်ပြောမယ့်စကားကတော့ထောက်ကူအနေနဲ့တက်ဆိုင်။အရင်အ우ဆုံးကျွန်တော်ကိုကျွန်တော်ပြောမယ်။ဒီနေ့တစ်ခါထပ်ပြီးတော့စစ်သေးတာကိုခံခဲ့ရတယ်။ ဘယ်ဖွဲ့ရလဲမပြောတော့ဘူးတော်တော်စစ်စေးတယ်နောက်ဆုံးစစ်စေးတဲ့နေရာမှာလူခွေချိုးဖောက်မှုတွေအများကြီးရှိနော်လူပြောက်ရဲ့အခွင့်အရေးချိုးဖောက်မှုတွေအများကြီးရှိတယ်ကျွန်တော်ဒါတွေကိုလည်း record ယူထားတယ်မှတ်တမ်းယူထားတယ်ဘာဖြစ်လို့လဲဆိုတော့တချို့တွေအရာတွေကကျွန်တော်တို့နိုင်ငံအတွက်တအားနိုင်ငံထိတဲ့အရာတွေရှိတယ်နော်အဲ့တော့ဖောက်ဖို့တယောက်ကရင်ဆိုင်နေရတဲ့အနေဒါအဲ့တော့ကျွန်တော်လက်ရှိရှောင်နေတဲ့လမ်းမှာတခါတည်းကျွန်တော်ကြီးညာပါမယ်အဲ့ဒါဘာလဲဆိုတော့အခုချိန်ထိကျွန်တော် background ပေးထားတာဘာမှမရှိဘူးအစိုးရဘိုင်းကလည်း န်ဂျီမိုင်းရနဲ့ background ပေးထားတာမရှိဘူးပြည်သူဘန်းရတော့ background ပေးထားတာမရှိဘူးဒါပေမဲ့ကျွန်တော်ကိုဒီ online ရေးအတွက်ဥဆောင်လုပ်နိုင်အောင်ဘေးကနေဝင်းရံထက်ဝင်တဲ့လူတွေပဲရှိတယ်ဟောလက်ရှိဒီနေရာမှာကျွန်တော်ပြောချင်တာလေးကိုတော့နည်းနည်းထည့်ပြောပြရသေးသူပြောတဲ့ဥစ္စာကဒါသူတို့ထောက်ဖို့လဲမှာသူစစ်စေးခံရပါဗျာလူခွေချုပ်ဖောက်မှုရှိတယ်ဆိုတော့ဒါကြိုက်နဲ့ပြောဆိုစဲဆိုချိန်မောင်းဒါပေါ့အဲ့ဒီအဖွဲ့ကြီးကလူမရိုက်တဲ့ထောင်းစားခွေးတဲ့ထောင်းစားကလေးကလေးကလေးကအောက်ကြမြောက်ပေါအဖွဲ့ကြီးလေး လူမှရိုင်းရွာလဲဆိုတော့မိုင်းရင်းနေသူတွေကြီးကစုဖွဲ့ထားတဲ့အဖွဲ့အစည်းလေးအဲ့တော့သူတို့ကနည်းနည်းကတော့ကြောက်လို့ခွာလို့ပဲရမယ်ပန်းဆက်လို့တောင်းမမင်းနဲ့လေပန်းဆက်လို့ခိုးတာတောင်းမပြောနဲ့ပြောလို့မရဘူးပန်းဆက်လို့ခိုးတာမှပြည့်ကျက်နေတယ်ဒါမှမဟုတ်ကိုးမောင်လို့တော့ပြောလို့မရဘူးလေဟိုကငွေနဲ့ဖမ်းဖိတာလေလှုပ်လိုက်သမားဆုံးမလိုက်ဆမ်းပါဆိုဒေါ်လာလေးအဲ့မှအနှံ့လေးပေးရှူလိုက်လို့ချင်းအဲ့မှတကယ်ဆုံးမခံမိလေအဲ့ဒါတော့ဒီကြီးသွားရင်တော့ပြဿနာမကြီးသူကအဲ့လောက်ထိမကြည့်ဘူးဒီနေရာမှာသူပြောတဲ့ပြည်သူတွေကငါဝိုင်းမောပတ်ဖို့ပဲပြည်သူတွေကဝိုင်းမောပတ်ဖို့တော့မဟုတ်သူတို့တွေက အဲတယောက်200တို့ဘာညာတောင်းတယ်စိုက်ယုံတွေကစင်းလာလို့ရှိရင်မပေးလို့ရှင်လို့ရှိရင်သူကဘာလုပ်တဲ့ဆိုရင် boycott လုပ်တယ်အာဘာပဲတယ်ညာပဲတယ်ဒီဘက်မှာအလူခံနေတယ်ဗျဘိုင်းနဲ့ဟိုခွက်တွေနဲ့ဖလားတွေနဲ့ဗျတတော်ကတောင်းတယ်ဗျအဲ200ထက်မလားတောင်းတယ်တောင်းလို့ကဟိုကမတက်ဘူးကော်မလေးတွေကသူတို့ကဗျာသူတို့မိဘတွေရွာတွေမှာဘယ်လောက်စင်းရဒုက္ခရောက်လဲဒီကောင်တွေကြောင့်ရွာတွေပြတ်ပြီးဒုက္ခရောက်နေတိတော့မထည့်ချင်မထည့်ချင်တော့အာဟိုဘက်ရှိတဲ့ကြာကြာအမတတော်သားမကိုယ်တတော်သေးသေးဘောမှာဘာပဲတယ်ညာပဲလို့တော့ဟိုကနေပြီးကြောက်ပြီးတော့တပ်ပြတ်မှာဘာပဲညာပဲဆက်သွားကြည့်ဘာညာဆိုပြောချင်းကြောက်တော့ဟောပြန်လာပြီးအဲ့200ထက်အဲ့ပစံနေစုတယ်ဟာလေက ချိတ်ချောက်ပြီးရတဲ့ပတ်စံကြီးအာသူတို့ကပောက်ကန်ကြီးထောက်ဖို့ဆိုတာအဲ့ရရတဲ့ပတ်စံကြီးအဲ့အိနဲ့သူဖြောင်းတာမဖြောင်းတာတော့မပြောပါဘူးဗျာဒါသူ့ဘက်မှာဒါမှမဟုတ်သူက YouTube ကနေပြီးတော့မှငွေငွေသူ့ရဲ့တိရှိသူကဗျာသူ့နေရာမှာတိရှိသူကအဲတော်ဝင်မော်ကျွန်တော်တို့တရားကြီးအထက်မှာရှိတယ် တရားကြီးထမ်းမှာရှိတယ်အဲ့ဒါတည်ရှိသူနှုံသားနဲ့ငွေကြေးကိုတွက်မှာဆိုသူကတစ်လောက်ဒေါ်လာအနည်းဆုံးမရပါဘူးဆို9000နဲ့8000ကျားမှာရှိတယ်သူကဝင်ဝင်ဒါသူဒါလေးလာမလုပ်ပေးဘဲနဲ့သူကသူပေါ့ကျွန်တော်ပြောတယ်လို့ပေါ့ဗျာအာဒီပုံကန်ရေးဖက်တွေကိုပါထောက်ဖို့ပါညာဘာမှလုပ်ဝယ်ပေးဘဲနဲ့သူတို့ရဲ့တည်င်းကိုပဲဒါသူကသူတေးထားကြော်နာပြီးတော့ပြောမှဆိုတာမှဒီကောင်လေးကအဲသူကသူစောင့်ဝင်နေပြည့်လေတယ်ဗျာဘာမှဟိုကွတီယိုတွေပါညာလောက်ဆောင်လို့ကွတီယိုလာပါအောင်စားပါအောင်ဆိုပြီးတော့သူစပွဲထိုးပေးနေစရာမလိုတော့ဘူးအခုလည်းပဲဒါ အာတော်လည်းပေါကန်ရေကိုဖမ်းပြပြီးတော့လည်းသူလူရာလည်းနည်းနည်းဝင်လာတာကျွန်တော်တွေ့ရတယ်။ဘာလို့ဆိုတော့ထိုင်းမှာဆိုရင်ကကိုစီကိုစီကိုစီဆိုတာမျိုးနဲ့လူရာဝင်လာတွေ့တယ်။အဲ့ဘက်မှာလည်းသူကနည်းနည်းတာယာမှုလည်းရှိသွားတယ်။တာယာမှုရှိသွားနည်းနည်းသူကဗာတိပညာပြီးတော့မြောက်ကျသွားတဲ့ခါကျတော့ဟိုကဆောင်းထလာတဲ့ခါကိုတိတဲ့ခါကျတော့ဖောင်းထုတ်လိုက်တာတော့ဖြစ်မှာပေါ့။ဒါမဲ့သူတို့အဖွဲ့တွေအားလုံးက ချင်းချင်းပြောလို့ရှိရင်တခိုးသမားမရင်းနေပြီးဆုဖွဲ့နေတဲ့အခါကျနံပါတ်၁ဒီကနေတိုင်းပြည်နဲ့တောင်မတန်တဲ့ကောင်တွေဖက်ပြေးရတဲ့ကောင်တွေစုပေါက်ဖွဲ့သီးတာကြောက်လိုက်ကြောက်လူမိုက်ဇိုးတွေပေါ့ဗျာနော်ဘာဇိုးလဲကနန်ဇိုးလားတိတ်နေဇိုးလားတော့မသိဘူးဇိုးတော့ဇိုးတွေပဲသူတို့ဖွဲ့အဲ့တော့သူ့ကိုဖိနှိပ်လိုက်တာပေါ့နော်ဒါမကြငဲသူဒီတက်ဖိနှိပ်ခံမှာ तू ရရှိလာတဲ့ငွေကြေးတွေကိုတော့ကြောက်ဆဲအောင်မယ်အကောင်လုံးကပြန်ထုတ်မှာပဲသူအယူကြီးဖွဲ့ကကြာဆုံးနေပြီဗျာအကောင်လုံးကဆုပ်ပြတ်တတ်နေပြီဟာလာအာရဘယ်နေရာမှလည်းမရဘူးတကယ်ကြကြပြောင်းတဲ့အောက်မှရှိတဲ့ PDF တွေကိုဒီကောင်ကတတ်တယ် ။ PDF တွေကိုအမှထောက်ဖို့လုပ်တယ်ဆိုတော့ဒီဘက်မှာအနိုင်ငယ်ချင်းနဲ့ဒီတူတူတူရဲ့ကလေးမလေးမကလေးတွေကစိတ်ယုံမှဆင်းတယ်။တရားတွေမှလိုက်တောင်းစားတဲ့ဒေါသသူကြီးတွေပေါ့ဗျာ။အဲ့ဒါကြီးကပို့ပြီးတော့သူကဘာလုပ်လဲဆိုတော့စူစီးလိုက်တယ်။စူစီးပြီးတွေ့ရခဲ့တယ်ထဲတယ်။ဟိုဘက်ကနည်းနည်းပါးပါးလိုက်လှူလာတန်းတာပြတယ်။အလူခံတယ်လှူလာတန်းတာနည်းပါးပြတယ်။တကယ်ကြကြတော့အောက်မှာ PDF တွေကတိလိုက်တာပို့စုပ်ပစက် online ကျင်းလိုက်။တနက်တလိုက်ရောက်ဖို့ဒီတောင်းရောက်ဖို့ကအလူခံတာတောင်းတာတောင်းတာဟိုဟာလေးလုပ်ရတယ်ဒီလေးလုပ်ရဟိုပြီးခဲ့ရကတော့အများကြီးပဲ။အလားကီဒီရဘကတော့ဟိုကောင်တကယ်အဲသူတို့ဘက်မှာဆုံးတော့ဗျာကြီးတဲ့ကောင်ကအမှန်လေကျွန်တော်မှကြီးဖို့မရှိလို့လူပါတော့ ဘယ်ပါဟိုအမျိုးမျိုးနေရာတိုင်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 းမှာအကောင်အလူခံနေကြပြောမှာជីလေးဝယ်ဖို့ជីလေးဝယ်ဒါပေမဲ့ဒီကောင်တွေရတဲ့ပုဆန်နေအိမ်ထဲမှာတက်ချမ်းသာတာဟာအေးရှိပဲဟာငါတို့တဖို့လိုက်နေမှာတော့ကလည်းမဟုတ်ပြမသူများပြရလေးတဲ့ဟိုဖြောက်ဖြက်ခိုးဖွက်လို့မရတဲ့ဟာကြတော့သွားပြရပတ်စံညသွားအိမ်တိုင်းကောက်ထိတ်ပြီးလုတ်သွားရောအဲအဲ့ဒါလေးဟိုဘက်ကတည်တဲ့ခါကြတော့ဒီကောင်တွေကြတော့ချမ်းသာပြီပန်ဆယ်လိုတို့အန်ယူဂျီတို့တအုံးလုံးဒီကောင်တွေအဖွဲတွေချမ်းသာပြီးတော့ထောက်ဖို့လုပ်တဲ့အဖွဲတွေချမ်းသာပြီးတော့မှ ငါတို့ကြတော့ပြစ်ဖို့တနက်တော့မှကြည်မရှိဘူးတောင်းနေရတယ်ငါတို့တွေပဲအသေးခံနေဆိုဟို PDF တွေကလုံးဝသဘောပေါက်သွားပြီနားလဲသွားအဲ့တော့ဒီကောင်တွေကိုပြန်ထုတ်ဖို့တော့နားပြီမကြငယ်မှလည်းဒီကောင်အထုခံမှတေးတာနေပါဆိုတော့ကျွန်တော်တို့ကြားသိတဲ့သတင်းတွေကကျွန်တော်ကြားသိမလွယ်ဘူးပြာအဲကျွန်တော်တို့ကအရှိတေးပြောလို့ရှိရင်နိုင်ငံကိုချက်တယ် နော်ဒီလိုထောက်ဖို့တွေပါရကျွန်တော်ကမရှိဘူးကျွန်တော်ကအလင်းကြွေးလာဟာဒါတော့ဒါအမားလဲဒါတော့ကောင်းတယ်ဒါတော့ဒီလိုရှိတယ်ဒါမျိုးရှိနေအဲ့တော့ဒီကောင်းတင်ကပတ်ဝန်းကျင်မှာအကုန်လုံးကိုပတ်စံနေယူတယ်သူထိုင်းနိုင်ငံရောက်လာထိုင်းနိုင်ငံမှာလာလူကြလူကြဘယ်ညာလို့ဘာလုပ်ပေးမှာဘာလို့သူဟိုဆရာမိုင်ကယ်ဆိုတဲ့ကောင်းတယ်စပြီးတော့ဖြစ်ကြတာဒီကောင်းလောက်တာကျွန်တော်တမိုင်းရောက်သိပါလေကြည့်နေဒါပေမဲ့ကျွန်တော်ကမပြောပါဘူးလို့ဆိုလည်းပဲသူလဲလို့သူစားတာပဲအခုကျတော့မကြဘူးအကောင်လေးပျောက်သွားလိမ့်မယ်ဒီလိုင်းပေါ်ကဒီပုံစံလိုက်ဒီကောင်လေးဆက်သွားပျောက်သွားလိမ့်မယ်ဘာကြောင့်ပျောက်သွားလဲမလို့ထောက်ဖို့ဆိုပြီးတော့ယူထားတဲ့ပတ်စံနေအကုန်လုံးကိုဟိုဘက်ကပြန်ယူတော့မှာ အဲ့တော့ဒီကောင်လေးကမကြင်ပြောက်တော့မှာပြောက်တော့မှာပြောက်တော့မှာအဲ့တော့ဒီကောင်လေးမှာဉာဏ်ရှိတယ်ဆိုရင်ဒါလေးကိုဒီကောင်ဆွလွန်ပြီးတော့ဒီကောင်တင်းပြောင်းမှာပဲပြောက်ပြီးတလောက်ထောလား9000နဲ့1000ကျောင်းမှာဒီကောင်ရှိတယ်ဝင်ဝင်ဒါလေးနဲ့အေးစေးတတရာတွက်မယ်ဆိုလို့ရှိရင်အနည်းဆုံးဒီကောင်ရုံငွေတလောက်300တော့ရှိတယ်အေးစေးထိုင်ထားလို့ရနိုင်ပြီအေးစေးလုပ်လို့ရဒီကိစ္စလေးပယ်လိုက်လို့ရပါပြီဟုတ်လားအဲ့တော့ဟိုရှင်းပြောလို့ရဟိုကပိုလီလူနောက်တစ်ခါကျတော့အဲကိုစိတ်ပြီးလူနောက်တစ်ခါအာအဖိုးဟိုကဘာလဲကိုအောင်တော်လို့ ကိုပေါက်စီတို့နော်တိုင်ကျော်တို့ပြည်ကျော်တို့ဆိုရှိကြတယ်ဗျာသူတို့ကအမှုပြညာတဲ့အမှုပြညာသမားတော့မင်းမောင်ကောင်းလိုက်ကြည့်ဘလို့သိမှာဆိုတခင်းဆိုပြီးတော့သူကအမှုပြညာတော့ရှာကြတာပဲအမှုပြညာနဲ့ပဲလုပ်ကြတာပဲဒါသူထောက်ဖို့ပေးရင်ပြင်မယ်လုပ်မလုပ်မယ်ဒါသူတို့ဘာနောက်တကဟိုပါလေတခင်းဆိုတဲ့တော်တော်များများပါပဲဟလာလင်းလင်းတို့ချစ်သူဝေတို့အမှုပြညာသမားတွေအမှုပြညာကြကျွန်တော်လည်းအမှုပြညာဆိုကျွန်တော်သေုပ်ဆောင်မျိုးစုံမျိုးနဲ့ကျွန်တော်ကကျွန်တော်ဒီဘက်ကနေကျွန်တော်လုပ်နိုင်တော့လုပ်ကြတယ်အမှုပြညာသမားတွေကတော့ဒီလိုမျိုးကျွန်တော်ဆိုလည်းဗျာကိုနိုင်တဲ့ဝန်ထမ်းကိုအားနဲ့ထမ်းနေ ဟိုပိုးလေးတို့ဘာလို့ညာလို့သူကအစိုးရဘုံမှာဂျင်းတဲ့တာမှာဂျင်းတဲ့တာမျိုးတက်ခိုက်ကြတယ်အဲပြောကြတယ်အဲဒါသူတို့ရဲ့အမှုပညာနဲ့သူတို့လုပ်ကြတယ်ဒီကောင်လေးကတော့အဲ့လိုမျိုးမဟုတ်ဘူးညာရင်တိုင်းဆဲဆိုပြီးစလာတယ်ကွာတက်ကုန်တာသူ့မှာကပန်ဆယ်လိုရဲ့အဟောကိုယူလိုက်တယ်ပန်ဆယ်လိုကတောင်းချောက်ဆဲပြီးတော့မှအဘသူမှမတော်လန်နိုင်အောင်သူ့ကိုပြန်ပြီးတော့မပြောနိုင်အောင်စစ်ဆေးလို့မရအောင်ပါညာဒေါ်လက်ဆက်ဆဲပြီးတော့ဒေါ်လက်ဆက်ကျင်းမှောက်လာဒီကောင်လေးကအဲ့ပန်ဆယ်လိုဆက်ရတင်လိုက်တယ်အာမပန်ဆယ်လိုကြီးကတော့ဒီလိုဆဲနေငါလည်းဒီလိုဆဲပြီးတော့ဒီလိုနှိတ်ကုတ်လိုက်ငါဒီလိုချမဆဲဒီကောင်လေးမှအဲ့ပန်ဆယ်လိုကအတိအတွေးရောက်သွား ရောက်သွားတော့ဒီကောင်လေးရဲ့ finding အားလုံးကအစဲတစ်ပေါင်းမှမတွက်တဲ့ဟာတွေပဲသွားတွေ့ရတကယ်ဘိုးဘက်ကကျတော့ပညာလေးတွေနဲ့သူတို့တုံးတော့အမှုပညာရတာလေးတွေနဲ့ပြည်သူတွေကိုသူတို့ရဲ့လိုချင်တဲ့ပုံစံလေးတွေပြဆက်သွားတယ်ဒီကောင်လေးကသကုံစဲနေပြောရားတဲ့ပုံစံတွေကိုချိတ်ချောက်ပြောယူတယ်ဘိုးဘက်ကသွားမပေးတာမျိုးတွေဖြစ်တာဖြစ်မှာပေါ့ကျွန်တော်လည်းမသိပါဘူးဒီလိုပြောတာမှမဟုတ်ကျွန်တော်အထင်ကိုပြောပြအဲ့တော့ဟိုဘက်ကခေါ်မေးမယ်ပြီးတော့နောက်ပိုင်းညဒီကောင်ကိုးလာပွက်တာလေးဘာညာမျိုးတီသွားပြီးနောက်ဆုံးညလို့ကျေးစစ်လို့မှဘာဖြစ်လဲညာဖြစ်လဲဆိုတဲ့ဘာမျိုးပြတ်သွားရင်အစာဖြောက်ခံမှာတည်တာ ဲ့တော့အစားကြောက်မှခိုင်းတဲ့မင်းကိုကိုပိုင်ကြီးကတတိပေးလိုက်မယ်မင်းက ERV တိုင်းသားလည်းဖြစ်တယ်လို့ပြီးတော့ကိုပိုင်ကြီးကလည်း ERV တိုင်းသားပါအဲ့ဒီအဲ့တော့ငါတို့ ERV တိုင်းသားအချင်းချင်းမင်းတို့ဟိုဝနေ့ဖြစ်တဲ့အနေနဲ့ဒါတွေကိုမင်းတို့ရတန်းရက်ပါနော်ဒါတွေကိုရတန်းရက်ဖို့အတွက်ပြောနေတယ်မင်းဒီတိုင်းပဲသတင်းပြောနေတာပါမင်းဒေါ်လာအတလောက်9000လောက်ငါခံမှန်းတည်တယ်မင်းအနေဆုံးသိရနိုင်ကြည်ရသမင်းမင်း ACC လုံးလုံးလို့ရတယ်လို့ပဲငါပြောဒါတွေကိုမင်းကတ်တယ်ဖြစ်လိုက်ပြီးမှဟိုဒီထိုင်းမှနေတဲ့စိတ်ဟုတ်စိတ်နေတဲ့ကောင်မလေးဒီမှာလူပေါ်လူညို့ခုန်ပြီးတိုက်ပြီးပတ်သက်ကိစ္စတွေပါညာတွေမင်းတို့အကုန်ပြေးလိုက်တော့ နှမဆိုလို့ချင်းမင်းတို့ဒုက္ခရောက်မှသိကြပုံပြီးဒုက္ခရောက်မှမင်းကအခုတလောပြောနေတာရွေးကောက်ပွဲကိုနောက်ဆက်ဖို့ပါတယ်ကိုမင်းသားပြောနေရွေးကောက်ပွဲနောက်ဆက်လို့ဘာမှမဖြစ်ဘူးအဲ့ဒီတဲ့အဲ့ရွာရရအဲ့ကြေးရွာတခုမှဟလာမင်းတို့ရွေးကောက်ပွဲပြည်ရတဲ့နောက်ဆက်ခိုင်းလိုက်အဲ့ဒီကြေးရွာမှာဒီခိုင်ပြိုးပါတီကတယောက်ကပဲမဲတက်လိုက်ရောအဲ့မှာကိုယ်စလေထားပြစ်ပြီအဲ့ဒီခိုင်ပြိုးပါတီအားလုံးစုလို့ပြစ်သွားလို့ဆိုလို့ရှိရင်မင်းတို့အားလုံးပြန်ဝင်လိုက်နေမှာဘာလို့လဲဆိုတော့မင်းတို့တွေကပြည်ခိုင်ပြိုးပါတီကပါတီဝင်6လောက်7လောက်ကိုရှင်းတာလာကြည့်တော့အဲ့တော့မင်းတို့ကအဲ့လိုရွေးကောက်ပွဲဖြတ်စည်းရင်မင်းတို့ကပဲ ဒီနေရာမှာဘောကြုံမှုကြီးဦးမေအောင်လိုင်ကိုမင်းတို့တိုက်ခိုက်တယ်ဆိုရင်လည်းဘောကြုံမှုကြီးဦးမေအောင်လိုင်ကအသက်၁၈နှစ်တာတဲ့တပ်မတော်တမလုပ်ပြီးမှဒီနေရာကိုဟိုဟုံးတိုင်းဟုံးတိုင်းထောင်ငန်းထွက်ပြီးရောက်တာမဟုတ်ဘူးဆိုတာတော့နားလေပြီလို့လေသူလည်းပဲတမချတာတဲ့နိုင်ငံမှာချတာတဲ့စီမင်းစည်းကမ်းဥတွေကိုတက်စင်ချင်းတက်ပြီးတော့မှဒီနေရာကိုရောက်သွားတယ်ဆိုတာငါညီမသိဖို့လို့လေအဲ့တော့နိုင်ငံကိုကာကွယ်ဖို့မဟုတ်လို့ရှင်မင်းကပေါကံရေးကိုကာကွယ်ဖို့ပေါကံရေးအတွက်ပဲလုပ်မယ်ဆိုလို့ရှင်မင်းကဒီလိုင်းပေါ်မှာဟာမင်းကဓမြအထက်ဆိုးတဲ့မဒိဋ္ဌမြလူတက်တွေထက်ဆိုးတဲ့မင်းက အစိုးဆုံးကောင်းကြီးဖြစ်သွားလိမ့်မယ်လို့ဒါကိုပိုင်မျိုးသတိပေးခြင်းနဲ့နင်မပြောတာနည်းနည်းစက်နာထောင်ဒီမှာနော်ခဏလေးကြာကိုပြိတ်မယ်ကျွန်တော်ချက်ပေးနေဒါထောက်ဖို့တယောက်ခက်ခဲတဲ့အရာကိုနင်အောင်လို့စိတ်တည်တာလေးပဲကျွန်တော်ပြအားလုံးထုတ်ပြောလို့မရဘူးနော်ထုတ်ပြောလို့မရဘူးနော်ဒီနေ့ဆိုရင်ဘလောက်ထိလဲဆိုတာကျွန်တော်အခုဒီအိမ်ကြီးတစ်ဖက်ကတိုင်ထားတဲ့စိုက်ဝါးကဘလို့တိုင်ထားဆိုတော့မပြက်ခေါင်းဆောင်ဆိုတော့ဟာမျိုးနဲ့တိုင်ထားတယ်ဒီအိမ်ကြီးတို့ဟာမျိုးကဆိုတော့ဝိတ္တမန်ငယ်တော့ငါကြားနေတာကြားပြီးွား ်ငစီရဒီငစီမဲကိုပြောနေတာကြာပြီတဲ့ကိုပိုင်ကြီးတဲ့အဲ့ငစီရမာဖီးယားခိုင်ကောင်းဆောင်နဲ့အဲ့မှာရှိတဲ့ခလေးတွေဟိုတစ်ခေါက်တဲ့ဓာတ်နဲ့ခုတ်သွားကြတယ်မလားတဲ့မာဖီးယားခိုင်ကြီးထိုင်းမှာအများကြီးတာအဲ့ကောင်မာဖီးယားခိုင်ကောင်းဆောင်နဲ့ဒီမှာပုံကန်ရေးဘက်ကိုပြပြီးတော့ရားတဲ့ငွေတွေကိုဒီကောင်အဲ့လိုလုပ်ကြတယ်ဒီကောင်ထိုင်းကိုတော်လိုင်းမဲ့ကောင်နဲ့ထိုင်းရကောင်တွေကိုဒီကောင်ဟိုနေဖြစ်ပြီးတော့မှရှင်းနေတာဖိုက်နေကြတာပြီးတော့မြန်မာအချင်းချင်းမှဂုံသေးဆုံးတာအဲ့ဒါငါ့ကိုလာပြောတယ်ဒါပေမဲ့ငါမင်းကိုဟုတ်လားမဟုတ်လားဆိုပြီးအဲ့မှာတေချာလိုက်စောင့်ကြည့်နေတာအဲ့မှာတေချာစောင့်ကြည့်နေတာမင်းမာဖီးယားခိုင်ကောင်းဆောင်ဆိုတာအဲ့ဒါငါအစော်ကြီးကတည်တယ်ဒါတော့ပြတ်တယ်မင်းပြောတာနားထောင်လိုက်ကွန်း စဉ်းစားကြည့်ဒါလမ်းပေးတလားဆိုင်ကနေဝယ်လို့ရတယ်အင်းဒီအဲ့လိုလူခွင့်ရေးတွေထိုးပေါက်တာဒါပေမဲ့ဒါတွေကကျွန်တော်ဒီတူကိုမပြောပြသေးဘူးအကယ်၍ကျွန်တော်တစ်ခုခုဖြစ်လဲစိတ်ချပါကျွန်တော်နဲ့ပတ်သက်တာဒီတူတိရပါနော်ကျွန်တော်ဖန်ခံဒီမှာအကြောင်းဟုတ်တယ်မင်းတို့မှာဖျားခိုင်းကောင်းဆောင်ဆိုပြီးတော့ခန်းရဲဝတော်တိုင်ထားပြီးွားပြီမင်းမကြခင်မှာပြဿနာဖြစ်မှာဆိုတော့ငါတို့ကသိတယ်ဒီလားမင်းအဲ့အမှာရှောင်းနိုင်မို့တော့ပဲငါတို့ကတိုက်တွန်းနေတယ်ဒီလားမင်းတို့မှာဖျားခိုင်းကောင်းဆောင်ဆိုပြီးတော့တောက်ချောက်နိုင်နေပြီနော်ခိုင်းကလည်းထောင်းနေပြီမင်းတို့နိုင်နေပြီခိုင်းရဲနေလည်းမင်းတို့နိုင်နေပြီ မင်းအဲ့မှာမိသွားတဲ့ကောင်တကောင်တာကျွန်တော်တို့ကခိုင်ကောင်းဆောင်ကဒီကိုစီပါဆိုမင်းသွားပြီမင်းသွားပြီမင်းမြန်မာနိုင်ငံကိုပြည့်လဲမင်းထောင်ကြမှာမင်းအဲ့မှာ passport တွေပြည့်ရမလားဒီထိုင်းနိုင်ငံအထက်မှာဆိုအခုကကွာအာဆီယံ10နိုင်ငံ17နိုင်ငံကိုအခုက visa free နဲ့မင်း14ရက်လောက်ဆိုမင်း14ရက်လောက်ပတ်ပြေးလို့ရနိုင်ငံချင်းပတ်ပြေးလို့တော့ရတာပေါ့တနေရာမှာမင်းခုံလို့တော့ရပါဘူးမင်းထိုင်းရမှာကြာတော့ဘူးအဲ့ဒါမင်းမာဖီးယားခိုင်ကောင်းဆောင်ဆိုငါးလောင်းတိတယ်ငါးလောင်းတိတယ်ဒါခေါင်းပေါင်းလုံးလမ်းမသိလို့ငါမပြောသေးတာ နော်ဒါမင်းကိုတတိပေးတာမဟုတ်ဘာလို့ငါတို့တော့သိတယ်ဆိုတော့ကွာမင်းရှောင်းနိုင်ရှောင်းမော့နော်ဒါမကောင်းနေကွာဘာလို့ကိုရီးယားမြန်မာနိုင်ငံသားတယောက်ကွာဒီထိုင်းထောင်ထဲမှာတတလုံးသွားနေရတယ်ဆိုစိတ်မချမ်းသာဘူးကြီးတရားသိလားမင်းတကယ်လို့နေပြမြန်မာနိုင်ငံကိုပြန်လာခဲ့မြန်မာနိုင်ငံကိုပြန်လာခဲ့ရင်မင်းထောင်အများဆုံးကြောင်းအနည်း20ပဲကြမှာကြဲမှာလူငင်းတွေပါရရမင်းလွတ်နိုင်သေးတယ်အညီလေးမင်းဒီတိုင်းဆိုမင်းသိဖို့အများနေပြီမင်းဟိုဟို PDF တွေလည်းရှင်းတော့မှာမင်းထောက်ဖို့တွေကိုဘတ်တာတွေဘာညာတွေလောက်ကြရင်များတော့အဲ့မှာတိုင်တာတွေလည်းသူတို့တားအများနေထောက်ဖို့လည်းအကြည့်မရှိတော့ဘူးသူတို့လည်းအသေးခံတော့မှသူတို့မတူသူတို့ တွန်းပို့ခဲ့တဲ့သူတွေအခုရှင်းပြီးမှသူတွေအသေးခံမှဆိုပြီးဖြစ်ကုန်ပြီ။ဒါဆိုသူတို့တော်လဲထဲလိုက်တဲ့ကောင်တွေအန်ယူဂျီဖွဲ့ရကောင်တွေမင်းတို့လိုဟိုထောက်ပို့ကောင်တွေသူတို့ဒီပုံပန်ရေးအဖွဲ့ကိုလူငယ်တွေကိုအသက်တွေကိုတည်အောင်လို့လှုပ်လိုက်တဲ့မင်းတို့အဖွဲ့ကိုအဲ့ PDF တွေကပြန်ရှင်းတော့မှာအဲ့ဒါကြောင့်မင်းတို့တွေလာနေပြီ။အဲ့ဒါငါတကယ်ရပြီလား။မင်းတို့ပြောရကောင်းလားမပြောကောင်းလားမမေးဒီလေးပြောမှသာငါပြောတာပါ။အမှန်ကတော့ငါမင်းတို့မပြောချင်ဘူး။ကြည့်လား။မင်းပြောတဲ့စကားကြောင့်ငါနည်းနည်းလေးမင်းပြောတာ။နည်းနည်းဆက်ပြောကြည့်အောင်ပါ။ကောင်းမဟုတ်ဘူး။ပေးမှလည်းကြောက်မကောင်းဘူးအမှန်တရားအတွက်ကျွန်တော်လှုပ်နေတာကျွန်တော်ကိုဂျိုးစီးပွားအတွက်တခုမှမပေါ့အဲ့ဒီအချိန်မှာတိုက်တယ်လို့လို့ နော်ဒါပေမဲ့ဒီနေ့တော်တော်လေးအဆင်မပြေဘူးစိတ်ထဲမှာကျွန်တော်ခုနှစ်ပြရတယ်တခါမှအဲ့ဒါကြီးစံပြောရင်ကျွန်တော်အခုဒီနေ့ပြောချင်တဲ့ဗီဒီယိုဖိုင်ရပန်ဆယ်လို့နော်ပန်ဆယ်လို့ကျွန်တော်ဖိုင်ပြပါတယ်ဒါပေမဲ့ဒီကောင်မလေးရဲ့အုံနောက်ချက်ထိုးညံပြီးရင်သူ့ရဲ့လုံနိုင်စွမ်းအားလုံနိုင်စွမ်းအားနော်အဲ့ဒါကအရေးကြီးတယ်လူကအာဒီကောင်ကမနေ့တည်းမှလာတဲ့ကောင်လို့ချွတ်တယ်ပြောအာဒီကောင်နိုင်နိုင်ကြီးနဲ့ဘာမှမတိတာလို့တချို့တလေကျွန်တော်တစ်တော့မှလောက်ပဲစတိတဲ့လူဆိုရင်အာဒီကောင်မနေ့တည်းကနိုင်နိုင်ကြီးတော့ကောင်းဝင်လာအေးပေါ့သူတို့တိတာတစ်တော့တစ်တော့ကားလောက်ပဲသူတို့နိုင်နိုင်ကြီးဆိုတော့တိတာပေါ့ ဟုတ်တယ်မလားအဲ့လိုမျိုးလူတွေစကားကိုလွယ်လွယ်ကူပြောပြတယ်ဒီနေ့ပန်ဆယ်လို့ပြဿနာတွေဖြစ်နေတာတွေ့တယ်ဘဒူနဲ့ဖြစ်လဲကျွန်တော်မသိဘူး၄ယောက်လား၅ယောက်လားမသိဘူးရှိပြီစိန်ခေါ်ရဆိုပို့တခုတွေ့တယ်စိတ်လဲမဝင်စားဘူးဘဒူနဲ့ဖြစ်နေလေလို့ဖြစ်တဲ့လူတွေကိုလည်းကျွန်တော်တယောက်မှမသိဘူးနော်ပန်ဆယ်လို့နဲ့လည်းကျွန်တော်မရင်းသေးဘူးနော်ကိုဗစ်ကာလလုံးကတော့ ARD ဘက်အချမ်းကိုအကူအညီတူတခါပေးဘူးလေသူနဲ့စကားပြောဘူးလေအဲ့ကောက်လည်းမရှိတော့ဘူးအဲ့လိုတည်းကအခုထိသူနဲ့ကျွန်တော်စကားလည်းမပြောဘူးနော်တိလည်းမသိဘူးဒါပေမဲ့ပန်ဆယ်လို့အိမ်ဝင်ရဆိုပြီးတိုက်ခိုက်ကြတယ်ကိုဗစ်ကကတိုက်ခိုက်တာမဟုတ်တော့ဒေါ်နိုင်ဘက်အချမ်းကဘာဆိုတဲ့လူတွေတိုက်ခိုက်တယ် အဲ့ဒါဆိုရင်ပန်ဆယ်လိုအိမ်ဝဲတာဒီအများပြည်သူငွေနဲ့ပန်ဆယ်လိုဒီကိုကျိုးစည်းဘွားရှာတာရှာလို့ရှိအချက်လက်နဲ့ပေါ်ထုတ်ပါကျွန်တော်တို့ပါဝိုင်းပါပြီးမယ်တကယ်ပြောတာပါပန်ဆယ်လိုမှမဟုတ်ဘူးအဲ့တော့မင်းရဲ့အုံတော်အတွေ့အကြုံအဲ့လောက်ပဲရှိတာဆိုတော့ငါတိတ်နားမထောင်တော့ဘူးကွာဘာဖြစ်လို့လဲဆိုတော့မင်းရဲ့လည်းမြန်မာလူမျိုးပဲကွာမင်းလည်းနိုင်ငံအခုကထိုင်းပေါ့ကွာမြန်မာလည်းကြည်တယ်ပြည်ပြည်မြန်မာပြည်ရဲ့အကျဉ်းဆိုတော့အခြားနိုင်ငံကြပေါ့ကွာအမေရိကန်လိုနေရာလောက်ကြီးကိုအစိမ်းကြီးကိုမတော်နဲ့အဲ့မှာကွာလက်ပေါင်းအစဲပေါင်းများစွာနေထိုင်ပြီးတော့မှ နော်လောက်ကင်စားတောင်းနေရတဲ့သူတွေပညာတွေအရန်ပြည့်စုံကြွယ်ဝပြီးတော့ပန်ဆယ်လုံးတဲ့ပညာတွေကြွယ်ဝပြီးတော့မှမှရိုးရိုးသားသားလှုပ်ဆောင်နေတဲ့သူတွေကအဲ့လောက်ဝယ်နိုင်သလားမင်းပြောတဲ့မင်းရဲ့ဟိုမင်းကိုးကွယ်နေတဲ့ပန်ဆယ်လုံးငါတို့ရဲ့သားသမီးလောက်ဝယ်ရှိပါလေနော်ပန်ဆယ်လုံးကဒီလောက်တိမ်ပေါင်းတန်ပေါင်းများပေါင်းနဲ့စိုင်းကြီးပေါင်းခန်းကန်းနာနာပေါင်းများစွာကိုဟမ်လုတ်ပြသွားတော့မှမင်းတို့ကဖင်ထဲကိုအချောင်းလိုက်ဝင်နေတာတော့မှ ဝင်လားမဝင်လားမသိဘူးဆိုမင်းတို့ဘယ်တော့ကျင်းနေပြီလဲပဲငါပြောရမှာဟမ်အကောင်လိုက်ကြီးမြင်နေတယ်တနိုင်ငံလုံးကမြင်နေတယ်မင်းတို့ဒေါ်လာရေးတစ်ဖွဲ့လုံးကမြင်နေတယ်အော်ပန်းဆက်လုံးမြောက်တစ်ခွာနဲ့ပြေးသွားလိုက်တာမှာဟိုမှာမှာတိတ်ဆောင်မကြလို့တန်းနဲ့ချီတဲ့ဟာကြီးတော့အိမ်တော်ဝင်နိုင်မှာဆိုပန်းဆက်လုံးရဲ့အရေးချင်းကဘယ်တော့ကြီးရှိပါလဲဆိုမင်းကခုချိန်ကြီးဂုံစားနေတော့အဲ့ဒါတနိုင်ငံလုံးမြင်နေတယ်ငါဒီဘက်ငါတို့ကဒီဘက်ကဆိုတော့မင်းတို့ခိုးလေပုံကြိုက်လေအဲ့ဒါလိုကြီးကဒီတန်းမောင်းမြောက်တာမဟုတ်ဘူး မေရိကန်တနိုင်ငံလုံးဝင်လိုက်တယ်ငါတို့ကကြိုက်တယ်ဘာဖြစ်လို့ဆိုသူ့ကိုအဲ့မှာတိုင်းပြည်ဖျက်မှတ်ကောင်းတယ်အကုန်လုံးဝိုင်းပေးတာနဲ့ပတ်ဆိုင်တဲ့သူလောက်ရတာငါတို့ကကျေးဇူးအောင်တင်ရတာပန်ဆယ်လို့ကြီးချမ်းပါတော့ငါတို့တိုက်ခိုက်မှာမဟုတ်ဘူးပန်ဆယ်လို့ပန်ဆယ်လို့တဲ့ဒီကလေးမလေးတော်လိုက်တာသမီးလေးငါဟာချစ်လိုက်တာချစ်လိုက်တယ်ဆိုတော့ဒါသမီးလူလေးပဲချစ်တာတော့ဟာတော်သေးတယ်သူ့ကြောင့်အသက်တည်မသေးတာအဲ့လိုချမ်းသာကြွယ်ဝသွားတာတော်လိုင်းလောကမှာဘယ်သူမှမရှိတော့မင်းတို့ဟိုးခေတ်ဆက်ဆက်ကိုပြောင်းကြည့်တော့မင်းတို့မင်းကိုနိုင်တို့လက်ထက်ကဆိုလို့ချက်ကွာမင်းအခုဒီကေဝင်ခေါင်းဆောင်ဆိုလို့ချက်ကဲတွက်ကြည့်အောင်အဲ့လိုမချမ်းသာသေးဘူး ဘတ်စလုံးကြီးကတော်လိုင်းရင်းကြမှာ2021နောက်ပိုင်းကျမှအမေရိကန်ရောက်ပြီးတော့အလောက်ကြီးချမ်းသာသွားလားအဲ့ဒါအဲ့ဒါကိုမြင်နေတာတော့မှမင်းကခုချိန်ထိပန်းစဲလိုမမြင်ဘူးသေးပါဘူးပန်းစဲလိုအမှန်ကြီးကဟိုးဘာလဲဆိုတော့မွေမွေကြီးချိန်မြင်တာကသူလက်ခုမင်းလက်ခုအဲသူလက်သူရသွားလို့ပဲငါလည်းငါရသွားလို့ပဲဆိုတော့မင်းကအဲ့ဒါကိုကာနေလို့မင်းတို့တော်လိုင်းရေးဖွဲ့အားလုံးကမင်းတို့ပေါက်ကန်ရေးဖွဲ့အားလုံးတဖြည်းဖြည်းမုန်းလာတယ်။ဘာကြောင့်လဲ။တကိုးကြီးကိုမြင်နေတယ်။တော်တော်ချမ်းသာတော်လာဒီဒီဘာ အကဲဈေးနဲ့မြင်းနဲ့ပြည်ချင်းချင်းတောက်လျှောက်လိုက်တယ်လိုက်တဲ့အခါကျတော့ဘယ် project မှာဘလို့ခိုးလဲဘယ် project မှာဘလို့ခိုးလဲမိမဘောင်းဆုံးနေအဲ့မှာသူတို့နဲ့အတူတူလုံနေတဲ့တွေတွေလုံနေတဲ့မိမတွေအစားအကုန်ဖော်လာအကုန်ဖော်လာအကုန်ဖော်လာမင်းတို့ဒီပါတဲ့ဘာကရကိစ္စဆိုဘာကရအိုက်ဝဲရဟိုမှာအပန်းမကန်နေဒီမှာသူ့ကိုခုန်ပြဖို့ဆိုပြီးတော့မပတ်စဲလို့ရအောင်လူခံလိုက်တာဒေါ်လာသိန်းနဲ့ချီပေါင်း2သိန်းပေါင်း3သိန်းလောက်ကိုဟိုကရလာဆိုတော့ဗျာမမင်းအောင်အဲ့ဘာကရပဲရတယ်နော်အများကြီးပဲအဲ့ကိစ္စအများကြီးပဲအဲ့တော့မင်းမမင်းမဲအဲ့လိုမျိုးဆက်လက်ပြီးတော့ အဲပန်းဆန်လို့လို့မင်းလည်းလုပ်ကြည့်လိုက်မင်းကတော့မကြခင်ပျောက်သွားလိမ့်မယ်နော်အသက်ပျောက်သွားလိမ့်မယ်အဲ့တော့မင်းကပန်းဆန်လို့ထပ်ပြီးရှစ်ခုံးနေဦးမယ်နော်ပန်းဆန်လို့အနံ့ကိုတတ်ရှူနေဦးမှာဆိုရင်မင်းဘဝပြတ်နိုင်တယ်ဆိုတာကိုကိုပိုင်ကြီးပြောကြပါလေပန်းဆန်လို့ခိုးလာတော့မင်းငါတို့တွေကတော့သိချမ်းတာလေခိုးနိုင်တော့ခိုးနိုင်ပါသေးဆိုပြီးတော့အမြင်မြင့်တာပို့တယ်ပန်းဆန်လို့ကြီးမသေးပါသေးနဲ့ဟုတ်လည်းမြင့်တာပို့တယ်အဲ့ဒါမှမင်းတို့ထောက်ဖို့ကောင်းနေပတ်စံနေအဲ့ဒီသူ့စီရောက်မှာနော်အဲ့တော့ ပန်းဆယ်လို့ရအဲ့လောက်ချမ်းသာရေထောက်ဖို့အမှရှိနေတဲ့သူတွေအောက်မှာငတ်ပြတ်နေတယ်စားဖို့တောက်ဖို့တနက်ကြည်တန်းစားတောင်းနေပြောအသက်တွေပေးဆက်နေရတဲ့ကောင်တွေကမကျေနပ်တော့ဘူးမင်းကပန်းဆယ်လို့ရဘက်ကိုထပ်ပြီးထက်ကပါအောင်မင်းလည်းမကြခင်မှာအဲ့ဒီအဆုရတွေကမင်းစီရောက်လာနိုင်တယ်ဆိုတော့တတိပေးနဲ့ကိုပိုင်ကပြောချက်လို့တတိပေးတာနော်လက်ခေါင်းကတော့တုံးဖို့လိုနေပြီတဲ့ကြီးလက်ခေါင်းတုံးဖို့လိုနေအဲ့တချို့မလိုအပ်တာညာမင်းလျှော့ပြီးတော့မင်းအတွက်အသက်အတွက်ပဲမင်းတန်ဖိုးထားဖို့လိုတယ်ဘာကြောင့်လဲဆိုတော့မင်းတို့အဲ့ဒီပုံကံရဲ့အဖွဲအားလုံးကြီးဇိုးလေကြီးတယ် မင်းမိုက်ပါတယ်ဆိုတာတဲ့မင်းတဲ့အစာပေါင်းများဆိုတာမိုက်တယ်ဆိုတာကိုမင်းမှတ်ထားလိုက်လူတယောက်ကိုလည်းပဲဖျက်တတ်တဲ့နေရာမှာလည်းအဲ့ကောင်တွေကကြွဲတယ်နော်အခုအောက်ကန်ရေးဖွင့်ရတူအကုန်လုံးခလီလေးရဲ့ဆာပဲ73နှစ်74နှစ်ဆိုတော့မင်းသွားရှုံးမှတော့နဲ့မင်းကိုလည်းပဲဖျက်သွားလိမ့်မယ်နော်အဲ့ဒါလေးကိုမင်းကအတိပေးတတိပေးနဲ့အဲပေါကိုင်းဖွဲ့ရလူတွေများအားလုံးအားလုံးကိုပြောချင်ပါတယ်တိုင်းကြီးကိုအေးချမ်းကိုငြိမ်းချမ်းဖို့တော့ကိုပဲကောင်းတဲ့ထိုင်ကြပါပါလို့ပဲပြောနေတဲ့တောင်းဆိုပါရအားလုံးကျမ်းမကြပါ